ရုတ်ဆောင်ပိုင်တကွန်းတို့မင်္ဂလာမောင်နှံအတွက်တမိုးကြီးစိန်ပွင့်ကြီးကိုမင်္ဂလာလက်ဖွဲ့အဖြစ်ပေးရခဲ့တယ်။စိန်အေဂရီစိန်ဆိုင်ပိုင်ရှင်မမငယ်မင်္ဂလာပါပရိသတ်ကြီးရှင်မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကျဲစိန်ဆိုင်တွေကတဆိုင်ဖြစ်တဲ့စိန်အေဂရီစိန်ဆိုင်ပိုင်ရှင်မမငယ်ကိုတော့ပရိသတ်တွေအားလုံးကတည်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်။အနုပညာလောကကမဟုတ်ပင်မဲ့လေအတတ်ငယ်ငယ်လေးနဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေကိုဥဆောင်လုပ်ကိုင်နေသူဖြစ်ပြီးစိန်ဆိုင်လောကမှာတော့အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်လို့ပြောရမှာလည်းဖြစ်ပါတယ် မမငယ်ဟာစိန်ဆိုင်ကြီးကိုဦးစီးလောက်ကိုင်းနေသူတယောက်ပြီးပြီးအနုပညာလောကသားတွေနဲ့လည်းအမြဲတမ်းပတ်သက်ဆက်နွယ်နေရသူတယောက်ဖြစ်တာကြောင့်အနုပညာရှင်တွေအပေါ်မှာလည်းတကယ်ညီကိုမောင်နှမအရင်ချားတွေလိုသဘောထားချစ်ခင်တတ်သူတယောက်လည်းဖြစ်ပါတယ် အခုတခါမှဆိုရင်လေမနေ့ကဂျွန်လ14ရက်နေ့မှာကျင်းပပြုလုပ်တဲ့တရုတ်ဆောင်ပိုင်းတကွနဲ့မလင်းမြဖူလိုရဲ့မင်္ဂလာဧကန်ပွဲကိုစိန်အေဂရီစိန်ဆိုင်ပိုင်ရှင်မမငယ်ကသူမကိုတိုင်တက်ရောက်အကုန်ပြုပေးခဲ့တဲ့အပြင်မင်္ဂလာပန်းစီကြီးနဲ့အတူတံမိုးကြီးလာတဲ့စိန်ပွင့်တွေကိုပိုင်တကွတို့ဇနီးမောင်နဲ့အတက်မင်္ဂလာလက်ဖွဲ့ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ် တရုတ်ဆောင်ပိုင်တကွန်ကတော့ဇနီးလောင်းလေးမလင်းမြဖူးကိုချစ်သူတက်တန်းလေးနှစ်ကျော်မှလက်ထက်ခွင့်တောင်းခံခဲ့တာဖြစ်ပြီးမိသားဖါသားပြည်ပြည်တောင်းရန်ခဲ့ကအခုလိုခန်းနာကြီးစေလာတဲ့မင်္ဂလာအခမ်းပွဲကြီးကိုလည်းကျင်းပပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ တရုတ်စာပိုင်တကော်နဲ့မလင်းမြဖူးလို့ရဲ့မင်္ဂလာဧကန်ပွဲကိုမြန်မာနိုင်ငံရဲ့တိတ်တိတ်ကျဲအနုပညာရှင်တွေလည်းစုံစုံငင်းငင်းတက်ရောက်ပေးခဲ့သလိုတရုတ်စာပိုင်တကော်နဲ့အနုပညာအရာရောစီးပွားရေးအရာပါပတ်သက်ဆက်နွယ်နေတဲ့နိုင်ငံကျော်လုပ်ငန်းရှင်ပေါင်းများစွာလည်းတက်ရောက်ကွန်ပျူပေးခဲ့ကြတာပဲဖြစ်ပါတယ်ထိုအထက်ကမှစိန်အေဂရီစိန်ဆိုင်ပိုင်ရှင်မမငယ်ကထူးထူးခြားခြားအနေနဲ့တံမိုးကြီးလာတဲ့စိန်ပွင့်တွေကိုမေဂလာလက်ဖွဲ့အဖြစ်လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ တံမိုးကြီးလာတဲ့အစိမ့်တဲလက်ဆောင်တွေကိုမင်္ဂလာလက်ဖွဲ့အဖြစ်လက်ခံရရှိခဲ့တယ်။ပိုင်တကွန်နဲ့အမလင်းမြဖူးလို့အတွက်လည်းပြည်သက်ကြီးကဝန်တာစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။